လက်ဘရောင်းအကြံဖတ်မှုအမှုမှန်ပေါ်ပေါ်ရေးအတွက်မန္တလေးမြို့မှာတရက်တလနေ့လယ်တနာရီကလူဦးရေ900ကျော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဦးကျော်စီသတင်းပေးပို့ထားပါတယ်ရှင်မန္တလေးမြို့မှာတရက်တလနေ့လယ်တနာရီကဆန္ဒပြပွဲကို35လမ်းမြောက်တိုင်းရှိကနေ88လမ်း88လမ်းကနေ26လမ်း26လမ်းကနေ84လမ်း84လမ်းကနေမြောက်တိုင်းရှိအထိဆန္ဒဖော်ထုတ်ခဲ့ကြတာပါလက်မတောင်းတောင်ကျင်းလီစီမံကိန်းဒေသအတွင်းမှာတနက်ထီမှန်တည်ဆုံးခဲ့ရတဲ့ဒေါခင်ဝင်းရဲ့အဖြစ်အပျက်ကိုကန့်ကွက်ရှုတ်ချတဲ့အနေနဲ့မန္တလေးဒေသခံတွေကဒုတိယအကြိမ်ဆန္ဒဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ် ဆန္ဒပြပွဲကိုဗမာနိုင်ငံလုံးဆိုင်ရာလူငယ်များတမကဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားများတမကဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားဆောင်ရွက်မှုကော်မတီကြ བྱ ားဆရာများတမကဒီမိုကရေစီအရေးစစ်ဆေးမပြတ်လှုပ်ရှားမှုအင်အားစုကအဖွဲ့ဝင်များမန်လေးမြို့အတွင်းကတက်ကြွလှုပ်ရှားသူများလည်းပါဝင်ခဲ့ကြပါဗျာကျွန်တော်တို့အခုဒီဆန္ဒပြပွဲ ရာအားလုံးမြင်နေတဲ့အချိန်မှာတန်ကာတော်တွေရောចောင်းသားတွေရောအလုံသမားတွေရောဒေသမားတွေရောပြည်သူတွေရောနိုင်ငံရေးရပ်ဖက်အဖွဲ့အစည်းတွေရောဖွဲ့စည်းပေါင်းစုံကျွန်တော်တို့ကငြိမ်းချမ်းစွာဆန္ဒထုတ်ပေါ်တယ်ကျွန်တော်တို့ရဲ့ယခုဆန္ဒထုတ်ပေါ်ပွဲမှာပေါ့နော်ဒါတရုတ်လူမျိုးစန့်ကျင်ဆန္ဒထုတ်ပေါ်ပွဲလည်းပေါ့ပေါ့တရုတ်လူပြည်သူတရုတ်နိုင်တရုတ်တရုတ်လူမျိုးတွေနဲ့နေတဲ့လဲယခုဆန္ဒထုတ်ပေါ်ပွဲမှာပါဝင်ပူးပေါင်းလို့ရပါတယ်ပူးပေါင်းပါဝင်ဖို့တည်းကျွန်တော်တို့အနေနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာ စုံစမ်းရေးကော်မတီအစီရင်ခံစာကိုအကောင့်ထဲပေါ်ဆောင်ရွက်ပေးရန်ဒေါခင်ဝင်းကိုလုံခြုံတက်ဖြတ်သူအားဥပဒေအရရေးယူပေးရန်ဂျော်ဂျီမြူထားသောမိယာများကိုအထက်မှချက်ခတ်ယူထားခြင်းများကိုချက်ချင်းဖြုတ်သိမ်းပေးရန်တိကျတေချာပြည့်စုံသောပတ်ဝန်းကျင်နှင့်လူမှုဘဝထိခိုက်မှုအစီရင်ခံစာ ESRA မှထွက်သေးမီတက်ထုတူဖို့ရေးလုပ်ငန်းများအားရပ်ဆိုင်းထားရန်ဥပဒေနှင့်မညီဘဲမြို့နယ်အုပ်ချုပ်ရေးမှူးကထုတ်ပြန်ထားသောပုံမှန်တိလေးလေးရပ်ဆိုင်းပေးရန်စတဲ့အချက်၅ချက်ကိုတောင်းဆိုခဲ့ကြပါသည် ။စကိုင်းတိုင်းရင်းမမင်းခရိုင်စလင်းကြီးမြို့နယ်လက်ဘရောင်းတောင်ဒေသမှာလေယာဉ်မြေရော်ကြီးမြူတဲ့မြေတွေကိုဝမ်ပေါင်းကုမ္ပဏီကခြံစည်းရုပ်ခတ်ခဲ့တဲ့အတွက်ဒေသခံတောင်သူတွေကဝင်ရောက်တားဆီးခဲ့တဲ့အပေါ်တနက်နဲ့ဖြိုခွင်းပစ်ခတ်ခဲ့တာကြောင့်ဒီဇင်ဘာ22ရက်နေ့ကဒေသခံတောင်သူဒေါခင်ဝင်းဦးကောင်းမှာတနက်ကြီးမှသေဆုံးခဲ့ပြီးလူ40တန်းရပြင်းထန်စွာရရှိခဲ့ပါတယ်။ကျွန်တော်ကြော်စီပါ။